ဟုတ်ထိုင်းရဘူးလားနားမကြားဘူးဟမ်နားနားထိုင်နေလူဖြစ်ပြီလားထိုင်မဲ့ဖြစ်ပြီပြစ်ပြီဆက်တာပေါ်ထက်ကအရင်ဆက်တယ်ဘယ်တခြားဥဆောင်ပြီးတော့ဟုတ်တော့ဟာတော့ဦးနေကြီးပဲလောက်တာလေဟုတ်တယ်ပြည်သက်တယ်ကြာတက်တော့ကမတက်တော့မလှလာဘူးလား မျက်နှာမှာဘာလို့ပြောင်းလဲဘာလဲအရန်လားနေအောင်နေနေပါဦးနေအောင်နေအောင်နေအောင်နေပါအဲ့လိုအရန်ဥဆောင်လာသူကအဲ့လိုအဲလွမ်းလျာလာတွေ့တွေ့ရကြတော့မေမေမမေတခြားပြောနေရတယ်ကလေးမနေတဲ့တော့ရှက်လာဟုတ်တယ်အဲ့ကျန်သူအိုင်ဒီအကောင်းဆုံးပဲမင်းနေပြတ်လို့စူးစမ်းနေကြလားမင်း နော်ဟာဟုတ်ပါဘူးမိနီပြန်လို့သူ့မှာစူးစမ်းနေကြဒါဒါဒါဇညုံးမှာကိုကိုလက်တန်ခွင်ကျွန်တော်တို့ပြောပြောသူ့ညမျိုးလာလာဆာညာလက်တော့ပေးတာဗောနော်ဘာလို့ तू ကအားကြီးရတာအားကြီးရသူ့နာမည်ကိုနတ်တန်ငွင်းလို့မပြောတော့ဘူးကျွန်တော်ကနာမည်ပြောင်းလိုက်ပြီနတ်တန်ငွင်းလို့လက်ကတန်နဲ့လှုပ်ထားဆိုရယ်တောင်းတော့ဇန်ညုံကရေးရတာတောင်းရသူ့ရဲ့ဒီဘက်ရဒီဘက်ရဟုတ်တယ်ပြစ်စမှုအကောင်လားနော် ခန်းနေကြတော့ကျွန်တော်ကတိတ်ပြီးတော့မရိုက်မလုတ်တက်ဘူးဒါသူပဲဥဆောင်သွားတာပြည်ကသူတင်ပေးတိုင်းလိုက်လို့ရတာမသိဘူးကိုမင်းလည်းဥမညဘူးလေအော်ဟုတ်ရှက်တယ်အရင်ရှက်တယ်ဒါအဲ့လိုမျိုးတွေမရိုက်ရဲဘူးဟုတ်တယ်မင်းသားကလည်းအရင်ခင်နေလို့ဒါအဲ့အခန်းကြီးကိုကိုလက်ခံတာဟာနော်မင်းမင်းသားလည်းလိမ့်ပါတယ်လေအဲ့လိုအတိုင်းပဲမယူတတ်ဘူးအခုတငယ်ချင်းချင်းကိုကိုမထိချင်မှအဆုံးဆိုတော့လေအဲ့မင်းသားလည်းတော့ရရရဲလို့ပဲ ဟုတ်ပါဘူးတို့ကဘာလို့ရွေးချယ်လဲအဓိကတော့စကားတကားရိုက်မယ်ဆိုလို့ရှိရင်ဒါကတော့ဟိုမှာကျွန်တော်တို့ကရွေးချယ်တာတော့မဟုတ်ပါဘူးအဓိကဒါ producer ကလည်းသဘောကျတယ် writer တွေကသဘောကျတယ်ဆိုတော့မှဟိုကျွန်တော်တို့နဲ့ဘယ်လိုပြောရမလဲအလုံးလုံးကအဆင်ပြေတဲ့သူပေါ့နော်အခုကကြာမင်းတို့ကအဆင်ပြေလားဆိုတာတကယ်ချင်းပြေတယ်လို့ပြောပြရတာပေါ့ဒါပေါ့ဒါပေါ့မပြေဘူးလို့ပြောခဲ့တဲ့မင်းသမီးတို့ကလည်းမရှိပါဘူးအလုံးနဲ့ပြေပါတယ်အလုံးနဲ့ကျွန်တော်ရိုက်ပါတယ်အားလုံးနဲ့ကျွန်တော်ရိုက်ပါတယ်အကုန်လုံးနဲ့ကျွန်တော်ရိုက်ပါတယ်အကုန်လုံးကျွန်တော်တငယ်ချင်းကြီးပဲဆိုတော့ကျွန်တော်ကြားတော့ရိုက်ကြတာပြင်းအောင်ပြရတော့အစ်စ်တင်နဲ့ရိုက်ရှင်လာအာမေ ပြောတယ်ငါလည်းမင်းကအစ်တတွေရိုက်ချင်တော့ပြောမယ်နောက်တာပါဒါတဲ့အားလုံးကြမစီမိမိပဲပေါ့နော်အဲဒီမှာမှနဟာသားရတဲ့မင်းသမီးဆိုလို့ရှိရင်ဒါကတော့ဟာသားရတဲ့မင်းသမီးကနဲတာကိုတက်တက်အစ်တတွေကမှဆိုတော့ကျတော့သူကဒါထက်ထုံကလည်းဟာသားရတယ်နောက်ပြီးတော့ဒါဟိုမက်ကိစ္စတွင်လို့ဒါချူးလေးလို့ပြောတာနောက်ပိုင်းနော်ဖောလို့ဆိုလို့ရှိရင်ဟာသားကောင်းနေတာပေါ့နော်ဆိုတော့ကကျတော့ သာသာကားတွေမှာဒါ producer ရွေးချယ်တာပါကျွန်တော်တို့ရွေးချယ်တာမဟုတ်ပါဘူး။အမင်းသားတွေကမင်းသမီးရွေးချယ်ကုန်မရှိပါဘူး။အဲ့ရောင်နေတဲ့ဒါသူ့ character စီးပွင့်သွားပြီဆိုဒါအလုပ်ပဲလေနော်။ပြောစရာရှိ director ပြောကရင်ပြောရမှာပဲ။ပြောပါရဲ့။အဲ့လိုမကြောက်ဘူး။ပြင်မှာသာ तू ကအဲ့လိုမပြောရဲဘူးရိုးအေး။ရုပ်ရှင် action action ဆိုရင်ပြောဘူး။အဲ့ဒါဇာတိရောက်ဖြစ်သွား။အမေ။ ဟာသာရောဟာသာရောစူးစမ်းတာပါတယ်ကျွန်တော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 ်ဆိုလဲဒါအမျိုးတွေကိုအမျိုးစေ့တွေချစ်တယ်ပါတယ်ကျွန်တော်ဆိုလဲကျွန်တော်အဖေဘက်အမျိုးဖြစ်အမေဘက်အမျိုးဖြစ်ဖြစ်ဒါနောက်ကျွန်တော်နဲ့အမျိုးဖြစ်လာမယ်ကျွန်တော်အမျိုးသမီးဘက်ကအမျိုးတွေဖြစ်ဖြစ်အမေကျွန်တော်အလုံးချစ်တာတကယ်ပြောတာဒါအကုန်လုံးကသွေးသားသွေးသားရင်ဆက်ကျွန်တော်ရဲ့ချစ်ပဲချစ်တတ်တာနော်သွေးသားရင်ဆက်ဆက်နေပြောတဲ့ကြောင်လောကကြီးမှာဒါဒီဆက်စုံလာဆွေမျိုးတွေလာဖြစ်ကြတာဒါဆွေမျိုးတွေကျွန်တော်ခုချိန်တံမိုးထားတယ် အဖေဘက်ကမိဘက်ကရောက်ဖတယ်ကျွန်တော်အကုန်လုံးချစ်တယ်ဒါအမေမေကူပဲဆော်သွားတာအဲ့ကားထဲမှာကျွန်တော်အောင်မျိုးကကျွန်တော်ကအေးတယ်စိုက်ဇန်ညုံကြီးဆရာဆိုတော့ခါကျတော့သူပဲညင်းသွားကျွန်တော်တော်ရွာတာလေဘာဖြစ်လဲဘာလဲကျွန်မလည်းကျွန်မမျိုးတွေဒီရှေ့ကိုတက်ပြီးတော့လှုပ်လိုက်လေလှုပ်လိုက်ကစားပြောပြရတာရှိရပိတ်တက်ရတာပိတ်တက်ရတာကြားနေပြီမပြောရသေးဘူးလေတက်ပြီးတော့ဖြစ်သွား ဟုတ်တယ်ကိုကြီးပဲဆော်ခါဟုတ်တယ်သူကဇနူးရဲ့စီကအေးမလို့လေခါကျထထရယူရတော့သူဆိုးဆိုးထိရတယ်သူရရရမိမဘက်ကမျိုးတွေကငငယ်ချွတ်ချွတ်လေးတွေပဲဆိုတော့ဇနူးရဲ့စီကအောင်မျိုးကဘလို့လေးတမန်နော်ဘလို့လေးဖြစ်မလဲဆိုတာဟာလေးကြီးကျူဆောက်ချောက်ကြီးကျူအားပေးကြပါဦးလို့ပြောချင်ပါတယ်ဆောက်ချောက်ပါဦးမလား